You

ပလိန်အီကွေးရှင်းလိုင်းမှာဆရာတို့လိုင်းအီကွေးရှင်းရှိတယ်လို့ပလိန်ပါလေလိုင်းမှာလိုင်းရဲ့ဘတာအီကွေးရှင်းရှိတယ်လို့ပလိန်ပါလေပလိန်ရဲ့ဘာဖြစ်လဲဆိုရင်ဘတာအီကွေးရှင်းရှိတယ်လိုင်းရဲ့ဘတာအီကွေးရှင်းမှတ်မိကြတာလိုင်းရဲ့ဘတာအီကွေးရှင်းကဘတာ r equal to ဘတာ a b ဘတာ d ဒါလိုင်းရဲ့ equation လိုင်းမှာလိုင်းရဲ့ဘတာ equation ရှိတယ်လို့ပလိန်မှာလည်းဘတာ equation ရှိတယ် ်ဗတ္တာ equation ဟောအော်ဒီပလေးနော်ပလေးမှာရှိတဲ့ဗတ္တာ equation ကဘာလဲဆိုလို့ရှိရင် a ဗတ္တာ equal to a ဗတ္တာ plus d1 d1 ဗတ္တာ plus d2 ဒါကပလေးရဲ့ဗတာ equation ဟုတ်ပြီနော်ပလေးရဲ့ဗတာ equation ကဘာလဲဆိုလို့ရှိရင် r ဗတာ equal to a ဗတာ plus t1 d1 ဗတာ plus t2 d2 ဗတာကဲဒီဗတာပလေးမှာရှိတဲ့ဒီဗတာ equation ကိုဘယ်လိုရတယ်လဲဆိုလို့ရှိရင်ဆရာနည်းနည်းလေးပြောပြအဲ့ဒီပလေးတစ်ခုပေါ်မှာဆရာတို့ကကိုလီနီယာဆိုတာမြင်းကြောင်ထဲမှာကြာတာ ညင်းတကြောင်လေးမှမကြားတယ်အမှတ်၃ဘတ်ကိုဆရာတို့ဘာလို့လိုက်မလဲဆိုရင်မှတ်လိုက်အဲ့မှာကို A ရဲ့ B ရဲ့ C ရဲ့ဆိုပြီးဆရာတို့ပြလိုက်အဲ့မှာ A ဆိုတာကဘာဖြစ်လဲဆိုလို့ရှိရင်တော့တက်ကွာဒီ plane ရာတဲ့ original O ကိုဖြတ်မသွားဘူးဆိုတဲ့အတွက်ကြောင့်ကို original O ကဘာမှရှိမယ်ဆိုလို့ရှိရင်ဆရာတို့ပြင်ပါအဲ့တော့ O နဲ့ A နဲ့ကို ဆက်လိုက်လို့ရှိရင်ဆရာတို့ဘာရမယ်ဆိုလို့ရှိရင် OE ဘတ်တာရမယ်အဲ့ကောင်ကို E ဘတ်တာလေးလို့သတ်မှတ်နောက်တစ်ခု A ဆိုတဲ့ဖစ်ပွားရနေပြီးတော့နန်းပါလေလေမပြိုင်နဲ့မင်းကြောင်းနှကြောင်းကိုဆွဲလိုက်အဲ့မင်းကြောင်းနှကြောင်းက A နဲ့ B နဲ့ဆက်ပြီးတော့ဆွဲလိုက်မယ် AB ဘတ်တာရမယ် A နဲ့ C နဲ့ဆက်ပြီးတော့ဆွဲလိုက်မယ် AC ဘတ်တာဆိုပြီးတော့ပြအဲ့ AB ဘတ်တာကိုဆက်လို့ D1 ဘတ်တာလို့သတ်မှတ်မယ် AC ဘတ်တာကို ီတူးဘတာလို့ပါပြလဲဆိုရင်ဒါမှအဲ့ဒီ AB တွေရဲ့အတိုင်းတော့အသီးချာမသိတဲ့အတွက်ကြောင့်သူ့ကိုဘာလေးနဲ့သတ်မှတ်လို့ဆိုရင်ပါရာမီတာ D1 လေးနဲ့ပြောင်းမယ်သူ့လည်းပါရာမီတာ D2 လေးနဲ့ပြောင်းအဲ့တော့ AB ဘတာက D1 D1 ဘတာ AC ဘတာက D2 D2 ဘတာ OE ဘတာကဘတာရယ်เนาะအဲ့ဒီထဲထဲမှာဆက်လို့ဘာတစ်ခုရှိသေးလဲဆိုလို့ရှိရင်အမှတ်တစ်ခုရှိသေးတယ် အမှားကလေးတစ်ခုရှိတယ်အဲ့ရမက်ကိုဆရာတို့ဘာလို့သတ်မှတ်မလဲဆိုရင်အာလို့သတ်မှတ်ထားတယ်ဆရာတို့အိုနဲ့အာနဲ့ကိုဘာလို့လိုက်လို့ဆိုရင်ဆက်လိုက်မယ်အိုနဲ့အာနဲ့ကိုဆက်လိုက်မယ်အဲ့ဒါဆိုရင်အိုနဲ့အာနဲ့ကိုဆက်လိုက်တဲ့ဘတာဘာဘတာဖြစ်မလဲဆိုရင်အာဘတာပေါ့အာပြီးဆရာတို့ A နဲ့ A နဲ့ကိုဘာလို့လိုက်လို့ဆိုရင်ဆက်လိုက်မယ်ဒါကဘာလဲဆိုရင် AR ဘတာဟုတ်လား ကဲတော့ဆရာတို့နောက်တစ်ခုမှတ်မယ်ဒါလေးဒီဒါဒါကိုဆရာတို့ပါလာလီလိုဂရမ်လို့တို့ခေါ်တယ်နောက်တစ်ခုဘတာနောက်တစ်ခုကိုထပ်မှတ်မယ်ဆရာတို့ AR ဘတာကိုလိုချင်ရင် AR ဘတာကိုလိုချင်ဒီ AR ဆိုတဲ့ဘတာကိုလိုချင်ရင်ဆရာတို့ပါလာလီလိုဂရမ်တစ်ခုပါပါပါဒီကဒါလေးကိုဆရာပါလာလီလိုဂရမ်ပုံမှန်ပြအောင်ဆရာတို့ပါလာလို့လည်းလိုဆွဲဆွဲကြည့်လိုက်ပါလာလီလိုဂရမ်တစ်ခုမှာဆရာတို့ဂျားရဲက ထွက်သွားတဲ့ဒီဘတာဆိုလို့ရှိရင်ဒီဘေးနားကဘတာနှစ်ခုပေါင်းလဲနဲ့ဘာဖြစ်လဲဆိုရင်ဒီနော်ပါလာလီယိုဂရမ်မှာဆိုလို့ရှိရင်ဒေါင်းတစ်ခုရဲ့ဂျားရဲကနေထွက်သွားတဲ့ဘတာဆိုလို့ရှိရင်ဘေးနားမှာရှိတဲ့အနားနှစ်ခုရဲ့ဘတာနဲ့ဘာဖြစ်လဲဆိုရင်ဒီအဲ့တော့ AR ဘတာက AB ဘတာနဲ့ AC ဘတာပေါင်းခြင်းနဲ့ဘာဖြစ်လဲဆိုရှင်ဒီဟုတ်နော်ကျေးဇူးပါမယ်နော်နေကြစုကတစ်ခုပါဆိုလို့ရှိရင်ဒေါင်းတစ်ခုဂျားရဲကနေထွက်သွားတဲ့ ဘတာဆိုလို့ရှိရင်သူ့ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာရှိရဲ့ဘတာနှစ်ခုပေါင်းခြင်းနဲ့ပါပြီလေဆိုရင်တူတယ်အဲ့တော့ AB ဘတာနဲ့ဘတာ AR ဆိုတာက AB ဘတာပေါင်းခြင်းနဲ့ AC AC ဘတာပေါင်းခြင်းနဲ့တူတယ်ဟုတ်နော်အဲ့မှာ AR ဘတာကတော့ဆရာတို့ AR ဘတာပေါ့ကွာ AB ဘတာဆိုတာကဆရာတို့ဘာဘတာ D1 D1 ဘတာ D1 D1 ဘတာ black AC ဘတ်တာဆိုတာက T2 D2 ဘတ်တာ T2 D2 ဘတ်တာဒါလေးကြည့်ရမယ်ဒီအဲ့ဒါဆိုရင်ဆရာတို့ဒီကောင်လေးကိုဘယ်လိုပြည့်တယ်ဆိုတာကြည့်မယ်ဒါပြောပြအောင် OR ဘတ်တာ O ကနေစ OR ဘတ်တာ equal to OR ဘတ်တာကိုလိုချင် O ကနေစတော့ဘယ်မှာစပြီးဘယ်မှာစောက်လဲဘာနဲ့ဘာနဲ့ပေါင်းလဲ OA ဘတ်တာ OA ဘတ်တာနဲ့ AR ဘတ်တာ AR ဘတ်တာနဲ့ပေါင်းမယ် OA ဘတ်တာအပေါင်း ထေထားတာအဲ့တော့ over butter ဆိုတာကဆရာတို့ဘာ butter လေးလဲဆိုရင် ar butter လေး oe butter ကဘာ butter လေးလဲဆိုလို့ဆိုရင်ဆရာတို့ a butter a butter ဘလား ar butter ကဘာ butter ဘာလေးလဲဆိုရင် D1 D1 butter D2 D2 butter အဲ့တော့ဆရာတို့ plain ရဲ့ butter equation ကဒီလိုမျိုးရတာပြီလားပြီပါဆရာတို့ လိုင်းမှာဘတာ equation ရှိရယ်ပြီးရင် parametric equation ရှိတယ်လို့ဘတာ equation မှာလည်း parametric equation ရှိရယ်ဒါလေးတွေ ያ ဆက်လို့ t လေးတွေထုတ်တာအလိုင်းမလို့မရတော့ပြီးလို့ရှိရင် line equation မှာဘတာ equation ရှိတယ် parametric equation ရှိတယ်နောက်တစ်ခုကဘာလဲဆိုရင် cartesian equation ဆိုတာရှိအဲ့ဒီလိုပဲ plane မှာလည်း cartesian equation ဆိုတာရယ်နော် cartesian equation ရော Cardinal equation of a plane is plane ရဲ့ Cardinal equation ဆိုတာကကျောင်း chapter 3မှာသင်ခဲ့တဲ့ plane ရဲ့ equation ကိုပဲ Cardinal equation လို့ခေါ်တယ်။ AH plus BY plus CZ equal to ဒီတော့ပဲဆရာတို့ဘာလို့ခေါ်လဲဆိုရင် Cardinal plane ရဲ့ Cardinal equation ကို အဲ့တော့နားရမလားနားရပါဘူးနားရမယ်ဆိုဖော်မူလာလေးတစ်ခေါက်ပြန်ပြီးတော့ဆက်လုပ်ဒီနေ့ဆိုင်တဲ့ပုံစံလေးပြောလိုက်နော် chapter 4ရဲ့နောက်ဆုံးအပိုင်းတစ်ပိုင်းကိုကြွားလိုက်အဲ့ဒါ balance ဆိုရင် normal ဖတ်တာโนเมบัตตาဆိုတာကပလိမ့်ပေါ်ကိုတောင်းပန်ကြတဲ့ဘက်ကโนเมบัตตาလို့ပေါ့သူ့ကို ံဘတာလို့ပါပါပလေးဘောင်တောင်းမဲ့ကြတဲ့ဘတာကို normal ဘတာလို့ခေါ်ပြီးတော့သူ့ကို un butter လို့ပါပါသူကပလေးဘောင်ကိုတောင်းမဲ့ကြုံတယ်မပါဘူးပလေးဘောင်မှာရှိတဲ့ငင်းချောင်းအားလုံးပေါ်သူကဘာဖြစ်လဲသိရှိတောင်းမဲ့ကြအဲ့တော့ဘာလို့ခေါ်မလဲဆိုရင် normal butter လို့ normal butter ဆိုတော့ဘာလို့တတ်မှတ်မလဲသိရှိတယ်ဆိုတော့ ABC နဲ့ဘာဖြစ်လဲဆိုရင်တတ်မှတ် normal butter ကို ABC နဲ့တတ်မှတ်ဘတာလေးရဲ့ formula က ဘတာအာတော့ဘတာအန် equal to ဘတာအေတော့ဘတာဒါကဘတာ equation ပဲဘတာ equation တွေအများကြီးပဲเนาะ line မအောင် plane မအောင်เนาะအများကြီးပဲဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒါတော့ဘတာ equation normal ဘတာပါတယ်ဘတာ equation လို့ပါတယ်ဆိုလို့ရှိရင်အဲ့တော့ဒီကောင်လေးဘယ်လိုရတာလဲဆိုရင်ဆရာနည်းနည်းလေးပြောပြမယ် plane တစ်ခု အပလေးတခုပါ A က10ပွား AR ဆိုတဲ့မြေရောင်းကြောင်းရှိတယ်အပလေးပေါ့ကိုဒေါမတ်ကြတဲ့မြေကိုဘာလို့ခေါ်လဲဆိုရင်ဒေါမဲဗတာလို့ခေါ်ပလေးပေါ့ကိုဒေါမတ်ကြတဲ့မြေကိုဘာလို့ခေါ်မလဲနော်မဲဗတာလို့ခေါ်တယ်အဲ့ဒီ normal butter ဆိုတော့ butter အန်လေးကပလိဘော်ကိုတောင်းပတ်ကြရုံနဲ့မကောက်ဘူးပလိဘော်မှာရှိသမျှမြေအလုံးပေါ်ကိုလည်းဘာဖြစ်လဲဆိုရင်တောင်းတဲ့ကြာတယ် အဲ့ဒီ normal battery လေးကိုဆရာတို့မာလီနဲ့သတ်မှတ်လဲသူရှိရင်ဒီ normal battery လေးကိုဆရာတို့က AI cap plus BG cap plus C K cap ဆိုပြီးတော့ဗာမြတ်သူရှိရင်သတ်မှတ် normal battery ကတတိယပြဘာဖြစ်လဲဆိုလို့ရှိရင် normal battery လေးကတတိယပြ AB C C ပေါ့ဟုတ်နော်ကဲအဲ့ကောင်လေးကိုဘယ်လိုရလဲဆိုရင်ဆရာတို့ကြည့်အောင် ေပါပါရှိလို့ဆိုရင် origin နဲ့အမှတ်ရှိမယ် origin ရတဲ့ပြီးတော့ AU ဆက်လက်မှာ OA ဘတာက D ဘတာ origin အမှတ်ကိုမှတ်ရတဲ့ပြီးတော့ AU ဆက်တဲ့ဘတာက R ဘတာဟုတ်ကဲ့ဆက် AR ဘတာကိုလူချင်လို့ရှိရင် AR AR နဲ့စမယ် AR ဘတာလို့ချင်ဘာဘတာနဲ့ဘာဘတာနဲ့ပေါ့ အိုဟုတ်ပြီအိုပတာနဲ့ဥာပတာနဲ့ပေါ့မယ်အအာပတာဟူလူကြီးအေဥပဒါဆိုတော့အိုအေပဒါကပဒါအီဆိုတော့အေဥပဒါက minus ပဒါအီ plus ပဒါအာဒါလေးသိလားသိလားနော်ကြားရသူကြီးနိုင်မှတော့ရှိခဲ့တဲ့ဥစ္စာလေးကိုတစ်ခေါက်ပြန်ပြောအောင်ဘေးကြောင့်တစ်ခုပေါ့ ဘတာတစ်ခုကတောင်းမကြပဲဆိုရင်အဘတာတစ်ခုကဒေါမြောက်ခြင်းကဘာလဲလို့ပြောဆိုရင်0နဲ့ဒီအန်ဆိုတဲ့ဘတာလေးက AR ဆိုတဲ့မျိုးပေါ်မှာဘာဖြစ်လဲဆိုရင်တောင်းမကြအဲ့ဒါဆိုလို့ရှိရင်အန်ဆိုတဲ့ဘတာလေးဒီမှာဆက်ကြတယ်နော်အန်ဆိုတဲ့ဘတာလေးနဲ့ AR ဆိုတဲ့ဘတာလေးရဲ့ဒေါလောက်ခြင်းကဘာလဲလို့ပြောဆိုရင်0နဲ့ဒီမှာနော်အဲ့တော့အန်ဘတာကအန်ဘတာပဲညာလို့တော့ ေအာပဒံဆိုတာကဗတာဤဖလက်ဗတာအာတော့ဗတာဤဗတာအာဤရေးလိုက်မယ်ဒီပုံစံလေးဖြစ်သွားပြီနော်ဗတာဤမိုင်းနဲ့ဗတာအာမိုင်းနဲ့ဗတာဤကွဲပြီဒီပုံစံလေးဖြစ်သွားပါတော့ဆရာကြီးအဲ့တော့အာနဲ့ဗတာအာနဲ့ဘာလုပ်မလဲဆိုရင်ဒေါ်လုပ်မယ်ဒေါ်လုပ်မယ်ဆိုရင်ဗတာအာဒေါ်ဗတာအာဟုတ် bên đó ai đấy mãi đó bên đây nè bỏ lên người cho luôn mãi nè muốn ta lấy cái cò bên đó y chỗ bên đó quyền hết đó bên đó a chỗ bên đó quyền bên đó y chỗ bên đó thằng đó chờ lúc chỗ bên bên đó ba đấy bên đó cái lý gì bên đó người sửa đã đẹp đó đã đẹp đó hết đó đã lý gì là sống mình được cái gì နော်မယ်ဘတ်တာပါတယ်ပလေးရဲ့ဘတ်တာကြီးကိုရှင်းအောင်ဘတ်တာအာတော့ဘတ်တာနဲ့ပြည့်ပြီဘတ်တာအီတော့ဘတ်တာနဲ့ဒါပဲဒါပဲဖတ်လိုက်ပေါ့ရမယ်နော်အဲ့တော့နောက်ခုဒီရည်ပြောစရာဆက်ရှင်းလိုက်ပါနော်ဘတ်တာအာအဘဒါဆိုတာကပါလေ h y z ဇက်ဇက်ပဲရတယ်တော့ and ဘတ်တာဆိုတာကပါအဘဒါ abc a b c equal to မတာအေတော့မတာအဲတော့တော့ဆိုရင်ဒဲမြောက်ပါเนาะကြောက်မယ် AH AH ဒဲမြောက်ပါမယ်เนาะ plus BY plus Z ဒီပတာတော့အဲပတာဒီကိုရှိရရှင်းနေတာလို့ဒီမယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဆရာတို့ AH plus BY plus Z ကဘာနဲ့တူလဲဆရာ တူတယ်။အဲဒါဒီ equation ကြောင့်ရှင်းပြလိုက်တဲ့အခါဘာလို့ပြီးသွားလဲဆိုတော့ဗဒာဗဒာ A. ဒေါဗဒာဗဒာ and equal to C ဒီနဲ့ဒီလိုဗဒာ A. ဒေါဗဒာ and နဲ့တူတယ်။ဗဒာဗဒာ A. ဒေါဗဒာ and ကလည်းဘာလဲဘာနဲ့တူတယ်ဒီနဲ့ဒီနဲ့နားလည်ပါအားလည်ပါနားလည်ပါသူတို့ညီဒီကောင်ကတော့တက်တက်ရေးနေတာတော့ဒီကောင်ကမာလဲသူတို့ရှင်ကာတီစီယန်ဖောင်းပဲကာတီစီယန်ဖောင်းပဲ ီကောင်ကကြတော့လေဘတ်တာအကူရှင်ပဲဒီကောင်ကလည်းကာတီစီယန်အကူရှင်ပဲဒီကောင်ကနိုမဲဘတ်တာပါတယ်ဘတ်တာအကူရှင်ဒီကောင်ကတော့ကာတီစီယန်အကူရှင်ဆက်လို့ရတယ်။ဒါအဲ့တော့အကောင့်တီ2ဒီဇမ်ဘယ်